2025ခုဇွန်လ3ရက်နေ့အင်္ဂါနေ့မနေ့ပိုင်း6နာရီဂျိုလူကတိုင်းတာရရှိတဲ့အချက်လက်များပေါ်အခြေခံပြီးတော့မြန်မာပြည်လေစီကြောင်းများနဲ့မိုးရွာနိုင်တဲ့အခြေအနေများကိုဆက်လက်ခမန်းတုံ့တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ကြိုတင်ခမန်းထားတဲ့အတိုင်းမြန်မာပြည်မှာမြောက်ဖက်ချမ်းမှာမိုးတီးထန်စွာရွာသွန်းပြီးတော့ရည်ကြီးမှုတွေဖြစ်ပွားနေတဲ့အနေအထားတွေကိုအားလုံးပြည်ပြင်ပါပါ ဒီနေ့ရေတွေဟာဆိုလို့ရှိရင် အောက်ကိုစီးဆင်းရင်းနဲ့ဆက်လက်ပြီးတော့မိုးရွာနေတဲ့အကြောင်းမလို့မြေဝမ်းဒေသနေထိုင်သူအားလုံးတတိဝတ္တရနဲ့နေထိုင်ကြဖို့ပြောင်းရွှေ့ရန်လိုအပ်တဲ့အချိန်မှာအရေးပေါ်ပြောင်းရွှေ့နိုင်ရန်ပြင်ဆင်ထားကြဖို့ကျွန်တော်တို့ဒီနေရာကနေပြီးတော့သတိပေးမေတ္တာရက်ခံပါတယ်။အင်္ဂါနေ့မနေ့6နာရီတိုင်းတာ ချက်တွေရဆိုရင် မုတ်တုံလေဟာအနေငယ်အားပြော့သွားတယ်ဆိုပေမဲ့ရခိုင်ကမ်းရိုးတန်းကို တနာယီမိုင်30လောက်နဲ့ဆက်လက်ပြီးတော့တိုက်ခတ်ပြီးတော့မြောက်ဘက်ကိုကွေ့သွားတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။အဲဒီလိုမြောက်ဘက်ကိုကွေ့သွားတဲ့နေရာတွေအားလုံးမှာဆိုရင်လေစုံကျဲမိတဲ့နေရာတိုင်းမှာမြေဆိုင်လေပြင်တိုက်ခတ်မှုတန်ကို ခံရနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အထူးတတိထားဖို့လိုအပ်ပါတယ်၄ရက်နေရောက်တဲ့အခါမှာတော့အနည်းငယ်အားနည်းသွားတော့ကိုခမန်းတွက်ချက်လို့ရပါတယ်၅ရက်နေမှာဆိုလို့ရှိရင် မုတ်တုံလေးဟာဗမာပြည်ကိုဝင်သလိုပဲမြန်မာပြည်တောင်ပိုင်းကနေပြီးတော့တရုတ်ပင်လယ်ပြင်ကိုသွားရောက်ပြီးတော့ပေါင်းစည်းတာကိုခမန်းတွက်ချက်လို့ရပါတယ်၆ရက်နေမှာဆိုလို့ရှိရင် မုတ်တုံလေးဟာမြမအပီကို တဝက်ကျော်ဝင်ပြီးတော့ကြံတဲ့လေတွေဟာဆိုရင် တရုတ်ပင်လယ်ကနေပြီးတော့မြမအပီမြောက်ဖက်ချမ်းကိုပြန်ပြီးတော့အပေါ်အလင်းနဲ့စတင်တိုက်ခတ်တာတွေ့ရှိရပါတယ်။လာမယ့်9ရက်နေ့မှာတော့မုတ်တုံလေးဟာပြန်လဲအားကောင်းလာပြီးတော့တောင်တရုတ်ပင်လယ်ပြင်ဘက်ကိုဆက်လက်ပြီးတော့တိုက်ခတ်တာကျွန်တော်တို့အနေထားကိုတွေ့ရမှာဖြစ်ပါတယ်။ လာမဲ့ရှိရနေမှာတော့မုတ်တုံလှေဟာအာကောင်းလာပါတယ်။ဘာကြောင့်လဲဆိုတော့တောင်တရုတ်နဲ့ Pacific သမုတ်တရာမှာ လေဆိုင်ဝဲအခုဖြစ်ပြီးတော့မုံတိုင်းဖြစ်လာနိုင်တဲ့အနေအထားခံမလို့ရပါတယ်။ဒီအတွက်ကြောင့်မလို့ဒီအာကောင်းလာတဲ့မုတ်တုံလျာမြန်မာပြည်ကိုပေါက်ဝင်တယ်လို့ပဲတောင်ဘက်ကဖြတ်သွားပြီးတော့တောင်တရုတ်ပင်လယ်မှာရှိတဲ့မုံတိုင်းကလည်း မြမပြည်မြောက်ဖက်ချမ်းကိုပြန်ပြီးတော့ကိုယ်ဝင်နိုင်တဲ့အနေထားကိုခမန်းလို့လို့ရပါတယ်။ကိုရဲ့နေ့မှာတော့မုတ်တုံလျာအလော့အလော်အားကောင်းပြီးတော့အိန္ဒိယနိုင်ငံဘက်ကိုယ်တို့လိုပဲတောင်ဘက်ကနေပြီးတော့တောင်တရုတ်ပင်လယ်မှာဖြစ်လာမဲ့မုန်တိုင်းနဲ့တွားရောက်ပေါင်းစည်းပြီးတော့မြမပြည်အထက်ပိုင်းကိုပြန်လဲဝင်ရောက်လာနိုင်တဲ့အနေထားကျွန်တော်တို့သုံးသပ်ရရှိပါတယ်။ထို့အတူပဲမြမပြည် 11အနေဖြင့်ပြောမှာအေယာဝရီမြေရိုးတစ်လျှောက်တက်ပြီးတော့မုတ်တုံလေးနဲ့အတူမုတ်တုံမိုးလေးဝင်ရောက်နေတဲ့အနေဒါဟာအနေရှိနိုင်တဲ့အနေဒါမလို့ကျွန်တော်တို့အသေးစိတ်လေ့လာပြီးထပ်မတင်ပြမှာဖြစ်ပါတယ်မုတ်တုံလေးကိုလေ့လာရင်းနဲ့မုတ်တုံမိုးကိုကြည့်မယ်ဆိုရင် မုတ်တုံထုတ်လုတ်တဲ့သမုတ်တရားဟာအလုံးမြင့်မားစွာ မုတ်တုံရေငွေ့များဆက်လက်ထုတ်ဝေပြီးတော့ မြန်မာပြည်ကိုဆက်လက်ဖြန့်ဝေတာကို3ရက်နေ့မနေ့6နာရီတိုင်းတာကြဲများရတွေ့ရှိရပါတယ်4ရက်နေ့မနေ့ရောက်တဲ့အခါမှာမုတ်တုံမိုးဟာမြန်မာပြည်တောင်ပိုင်းမှာတိမ်နှိမ့်အနေနဲ့ဝင်လာပြီးတော့အေရော်ရီမြဝါလွေမြေပူချိန်ကြောင့်မြောက်ဖက်ကိုတော့တိမ်တောင်များဖြစ်အပေါ်တက်ပြီးတော့ပြန်ကြမိုးအနေနဲ့ရွာကျနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရပါဖြစ်ပါတယ်3ရက်နေ့မှာဆိုရင် ကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးတီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်အထူးသဖြင့်မြစ်ကြီးနားရဲ့မြောက်ဘက်မှာမိုးရေချင်းလေးလက်မလောက်တိရနိုင်တဲ့အနေအထားဟာအီယာရီမေခမလိခနဲ့မြစ်ကြီးနားမှာနေထိုင်သူတွေဆက်လက်သတိထားနေထိုင်ကြဖို့ကျွန်တော်တို့အသိပေးလိုပါတယ်ထို့အတူရခိုင်ပြည်နယ်အောက်ဘက်မှာဆက်လက်ပြီးတော့မိုးများသလိုပဲ ရှူးကိုဘိုးပြုတ်ပြီးတော့နေပြည်တော်ဘကူရန်ကုန်အေယာဝတီတိုင်းမှာမိုးရေကြီး1.4လမလောက်ထိရရှိသလိုပဲမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မှာဆက်လက်ပြီးတော့မိုးအနှဲငယ်ဆက်ပြီးတော့ရွာနိုင်တဲ့အနေအထားရှိပါတယ်တို့တူချင်းတောင်တန်းစကိုင်းတိုင်းတစ်ပိုင်းမှာမိုးဆက်လက်ပြီးတော့ရွာတော့မှာဖြစ်ပါတယ်မကွေးနဲ့ပြည်မှာတော့မိုးပွဲအနှဲငယ်လာရနိုင်တဲ့အနေအထားကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် နေ့ရက်နေ့ရောက်တဲ့အခါမှာကချင်ပြည်နယ်တောင်ဘက်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်သလိုပဲချင်းပြည်နယ်တောင်ဘက်နဲ့ရခိုင်ပြည်နယ်မြောက်ဘက်မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။သို့တူအေရော်ဒီတိုင်းအရှိကျန်ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မုံပြည်နယ်တို့မှာအနည်းငယ်မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပြီးတော့မြမပြည်အလဲပိုင်းလေးကလွယ်တန်တဲ့နေရာတွေမှာ နေရာကွက်ကြား ိုးရွာနိုင်တဲ့အနေအထားရှိပါတယ်9ရက်နေ့ကြာသာရင်းနေ့ရောက်တဲ့အခါမှာတော့အထက်မှမာပြီးမှအနည်းငယ်မိုးလျော့သွားပြီမလဲရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မှာနေရာကွက်ကြားမိုးများနိုင်တဲ့အနေအထားရှိပါတယ်လာမယ့်6ရက်နေ့မှာတော့စောစောကပြောတယ်မုတ်တုံတွေက ပို့တဲ့တိမ်ငွေ့တွေကတိမ်တောင်များအဖြစ်ဖြစ်ပြီးတော့မြမပြည်အထက်ပိုင်းမှာအနည်းငယ်မိုးပြန်များနိုင်ပါတယ်။သကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ် မန္တလေးတိုင်းအထက်ပိုင်းတို့မှာမိုးနှင်းငယ်များနိုင်တဲ့အနေအထားဖြစ်ပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းမိုးနှင်းငယ်များနိုင်တယ်။ခုနှစ်နှစ်စနေနေ့မှာလည်းသခိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်။တည့်ရနေ့ရောက်တဲ့အခါမှာတော့သခိုင်းတိုင်းအထက်ပိုင်းချင်းတောင်တန်းကချင်ပြည်နယ်အောက်ပိုင်းရှမ်းပြည်နယ်အထက်ပိုင်းတို့မှာဆက်လက်မိုးများနိုင်တဲ့အနေအထားရှိပြီးတော့ရခိုင်ပြည်နယ်မှာလည်းမိုးများနိုင်ပါတယ်။ ရှမ်းပြည်နယ်အောက်ပိုင်းမှာမိုးနှင်းငယ်များပြီးတော့ကြံတဲ့တိုင်းနယ်ပြည်နယ်မှာနေရာကွက်ကြားမိုးရွာနှိုင်ပါတယ်စောစောကလေစီးကြောင်းတွေတွက်တဲ့တောင်တရုတ်ပင်လယ်မှာဖြစ်လာမဲ့မုံတိုင်းတည်ဆွဲယူမှုကြောင့်မလို့မြမပြည်တောက်မဲ့ချမ်းတနင်္လာရီတိုင်းအောက်ဖက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေရာရှိပါတယ်ဘိတ်ကနေအောက်ဖက်မှာမိုးရေခြင်းလေးလက်မလောက်တိ ရနိုင်တဲ့အနေဒါဟာအာနေရရှိလို့အထူးသတိထားဖို့လိုပါတယ်။တောင်တရုတ်ပင်လယ်မှာရှိတဲ့အပူအေးဖလယ်မှုဖြစ်စဉ်နဲ့မိယာမပုံတင်နည်းကိုတွေ့ကြည့်လိုက်တဲ့အခါမှာဆိုရင်ရှိရဲ့နေ့မှာမုံတိုင်းဖြစ်လာမဲ့သတိသားလေးဖြစ်ပြီးတော့ကိုယ့်ရဲ့နေ့မှာဖိလစ်ပိုင်ဘက်ကိုကတ်သွားပြီးတော့ဆယ်ရဲ့နေ့မှာတောင်တရုတ်ပင်လယ်ထဲမှာပဲပျောက်ွယ် သွားနိုင်တဲ့အနေဒါရှိပေမဲ့လည်းမြမာပြည်ကိုဝင်တဲ့မုတ်တုံတွေဟာတောင်တရုတ်ပင်လယ်မှာသွားပေါင်းပြီးတော့မြမာပြည်မြောက်ဖက်ကိုဆက်လက်ပြီးတော့တိုက်ခတ်နိုင်တဲ့အနေဒါရှိပါတယ်အဲ့ဒီအတွက်ကြောင့်လို့အထူးသတိထားဖို့လိုပါတယ်ဒါကတော့၉ရက်နေ့တွင်ကနဦးခမန်းပြပါတောင်ပဲချမ်းကို ဖြတ်သွားတဲ့မုတ်တုံလေးစီးเจ้าနဲ့တောင်တရုတ်ပင်လယ်ကပတ်ပြီးတော့ဝင်လာတယ်တိမ်တောင်နေเจ้าမလို့ ရှမ်းပြည်နယ်တစ်ခုလုံးကချင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်မြမပြည်အောက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိတာကိုကျွန်တော်တို့ကနဦးအတိပေးတင်ပြပါရစေအသေးစိတ်လေ့လာပြီးတဲ့အခါမှာကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့၃ရက်နေ့ကနေစပြီးတော့လာမယ့်၁၀ရက်နေ့အထိမြန်မာနိုင်ငံမှာရရှိနိုင်တဲ့ မိုးရေချိန်တွေကိုစုစုပေါင်းခမန်းကြည့်တဲ့အခါမှာအဝါရောင်ပြနေတဲ့ဒေသတွေအားလုံးဟာမိုးရေချိန်6လမဝန်းကျင်ရရှိပြီးတော့တနင်္လာရီတောင်ပိုင်းကအနေအောင်ဒေသဆိုလို့ရှိရင်မိုးရေချိန်10လမနီးပါးရရှိနိုင်တဲ့နေရာဖြစ်ပါတယ်အထူးသဖြင့်ချင်းတွင်းမြစ်ဝမ်း ARV မြစ်ဝမ်းတလျှောက်လုံးမှာမိုးရေချိန်6လမနီးပါး ရရှိနိုင်တဲ့အတွက်ကြောင့်မလို့ဒီနေတာဟာမြေချောင်းအင်းအိုက်မှာနေထိုင်တဲ့သူတွေအားလုံးအတွက်အထူးသတိထားလေ့လာစောင့်ကြည့်ရမယ့်အချိန်ဖြစ်သလိုပဲငလင်လှုပ်ထားတဲ့အတွက်ကြောင့်မလို့မြေအောက်ရေစီးချောင်းပြောင်းလဲမှုရဲ့တက်ရောက်မှုကိုလည်းကျွန်တော်တို့တည်တည်ချာချာမှတ်တမ်းတင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကိုထူးခြားချက်များရှိရင်သတင်းပေးကြပါခင်ဗျာကျွန်တော်တို့ရဲ့တဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ယူကျုမှာတင်ထားတဲ့ဒရီပေးခမန်းချက်များကိုမျှဝေသလိုပဲ MP3 file ဖြစ်နေလေ Telegram ကနေပြီးတော့ download လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုဝေမျှပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်